ပြန်လည်သွင်းမှုတွေမြင်ရနိုင်တဲ့ internet fiorentina ecre borugna italy serie ပွဲစဉ်ကိုပွဲချိုသုံးသက်ချက်များမင်္ဂလာပါပရိမီကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဂိမ်းမြင်ရောအားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ borugna အတွက် italy serie ပွဲစဉ်ကိုပွဲချိုသုံးသက်ချက်အနေနဲ့ကလောင်ရှင် ecre ရဲ့သုံးသက်ချက်တွေနားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်က roma နဲ့ parma ည7:00နာရီပွဲစဉ်ပါ ဒီယာဒီကက်စပါရီနီလက်ထက်မှာရိုမာတကိုးတွင်းလာတဲ့ပိုတွင်းတဲ့ပွဲဟာလက်ချိုးရည်လို့ရပါတယ်။ရိုမာရဲ့ဒီယာဒီစီးရီအိမ်ကွင်း၄ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကိုနှစ်ဂိုးနဲ့အောင်ဖြစ်ထားပါတယ်။ပါမားကလည်းဒီယာဒီစီးရီ၈ပွဲမှာ9ပွဲဟာဂိုးမများခဲ့ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကကိုမွန်နဲ့ဗီရိုနာည7နာရီပွဲစဉ်မှာ အခုနောက်ပိုင်းတရီပွဲတွေများနေတယ်ဆိုပေမဲ့ကိုမိုဟာအဆင့်၆နေရာမှာရက်တီနေနိုင်သေးပါအိမ်ကွင်းရလာရောခံစစ်ပါတည်ငိမ်နေတဲ့ကိုမိုဟာဒီရာဒီအိမ်ကွင်း၄ပွဲမှာလည်း၂ပွဲနိုင်ထားပါတယ်တန်းစင်းဆုံးကက်လျက်ကဗီရိုနာကတော့ဒီရာဒီအဝေးဝင်နိုင်ပွဲမရှိသေးသလိုအဝေးဝင်၄ပွဲမှာလည်း၂ပွဲရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအိမ်ကွင်းမှာနိုင်ပွဲဆက်မဲ့ကိုမိုအားပေးတဲ့နယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဂျူဗင်တက်နဲ့အူရီစနီညဆက်နှစ်နိုင်ဖြစ်ပွဲဆက်နိုင်ပွဲပြောက်မှုကြောင့်နီးပြထုတ်ထားတဲ့ ယူဝင်တက်ဟာယာယီနီးပြနေပါလက်ရှိချိန်နေကြောင့်အတင်းလိုက်ယုံကြည်မှုကလည်းပျောက်ဆုံးနေသေးပါဒီရာသီအဝေးဝင်းလေးဘွဲမှာတပွဲသာရှုံးထားတဲ့ဥရီနီကတော့လက်ရှိရလပိုင်းနဲ့တည်ငြိမ်နေသေးပါဒါကြောင့်ဂျူဗင်တက်ကဖွင့်လှစ်ထားပေမဲ့ဥရီနီကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်ဘိုလိုနာနဲ့တိုရီနိုည2:15အဆင့်9နေရာဟာဘိုလိုနာဟာစီးရီးမှာအိမ်ဝင်3ဝဲဆက်လဲနိုင်ထားသလိုဂိုးသွင်းချီလဲမှန်နေပါတယ်တိုရီနိုကတော့ဒီရာသီအဝေးဝင်းရလမှာရောခံစစ်ပါရုံးကန်နေရာသေးဖြစ်ပါတယ် နောက်အပြင်တိုရီနိုဟာဘိုလော့နာနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဘိုလော့နာအနေနဲ့အိမ်ကွင်းမှာနိုင်ပွဲဆက်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဂျီနိုဝါနဲ့ခရိုမိုနီစီည2:25ဇေယျအောက်ခြေကဂျီရိုနာဟာဒီယာစီစီးရီမှာခုချိန်ထိနိုင်ပွဲမရသေးပါဘူး။ခရိုမိုနီစီကတော့ဒီတရားစီလုံးမှာလက်ရှိချိန်ထိအင်တာနဲ့တပွဲပဲရှုံးထားပါတယ်။ဇေယျလည်းမှာရက်တီနေနိုင်တဲ့ခရိုမိုနီစီဟာမကြသေးခင်ပွဲတွေမှာလည်း အတလန်တာနဲ့ကိုမိုရိုလိုအတင်းတွေကိုတည်ကြံနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂျီနိုအာဖွင့်လှစ်ထားပေမယ့်ခရိုမိုနီစီအနေနဲ့အရှုံးမရှိနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အင်တာမီလန်နဲ့ဖီယိုရင်တီနာည2:15ပြီးခဲ့တဲ့တနင်္ဂနွေနာပိုလီအရှုံးကနေရုံးထမဲ့အင်တာဟာစီးရီးအမှာအိမ်ကွင်းနောက်ဆုံး၃ပွဲဆက်နိုင်ထားပေမဲ့အဲ့ဒီပွဲတွေမှာဂိုးပြန်ပေးထားရပါတယ်။ဖီယိုရင်တီနာကလည်းဒီယာဒီရုံးကန်နေရပေမဲ့နောက်ပိုင်းပွဲတွေမှာဂိုးသင်းချေတော့မှန်နေစေဖြစ်ပါတယ်။ သူတို့ကြားနောက်ဆုံးတွေ့ဆုံမှု၅ဝဲမှာလေ၄ဝဲဟာနှစ်ဖက်သွင်းကို၃ဝဲနဲ့အထက်ရှိထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်တာနက်ကိုပြတ်တာကိုမျှော်မဲ့အစားဒီလိုပွဲစဉ်မျိုးမှာဂိုးများကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကကြာနေနားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။နောက်ဆုံးရပွဲချို့သုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေကိုကြိုတင်ဖတ်ရှုသိရှိဖို့အတွက်လည်းကျွန်တော်ပလေးမေကရဲ့ Telegram Channel မှာလည်းလာရောက်ဖတ်ရှုလို့ရပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုတွေကပလောင်ရှင်ရဲ့သုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်ရည်ရွယ်တာဖြစ်လို့ ညီကိုရီအနေနဲ့လည်းသဘောကျနှစ်ချိုက်လို့အကြိုက်တူတာရှိရင်အားပေးကြပါလို့အကြံပြုချင်ပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်။အားလုံးအဆင်ပြေသောနေ့ရက်တွေပိုင်ဆိုင်ပါစေ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။